င်္ဂလိပ်ပေါ်ခဲ့ပြီလားရေအားနေလို့စိတ်ညစ်နေလားကိုကအင်္ဂလိပ်စာရေးတဲ့အခါမှာပဲဖြစ်ဖြစ်ပြောတဲ့အခါမှာပဲဖြစ်ဖြစ်ကိုမသိတဲ့စလုံးများအများများနေဒီစလုံးရဲ့အသေးပေကပါလဲအဲဒီရဲ့အသေးပေကပါလဲဟာဒီစလုံးကငါမသိဘူးပေါ့ပြီးတော့ဒီလိုမျိုးတွေနေပေါ့နော်အင်္ဂလိပ်စကားကိုနားမလည်နိုင်ဖြစ်နေလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်လိုက်ရအောင်ဒါကတော့အင်္ဂလိပ်ရှင်းနာတရားမှပြဆင်းနာတရားဖြစ်ပါတယ်ဒါက grammar class တို့ vocabulary class အပြင်တခြား101 English class တွေကိုစုံစမ်းကြည့်လို့ရှိရင်တော့ဒီ Facebook page နဲ့ Telegram ီမှာလာရောက်ဆုံးဆန်းလို့ရပါတယ်။စာလေးလာနေတဲ့သူတိုင်းရဲ့စိတ်ညစ်ဆုံးကတော့စလုံးအစ်တီမတိရပါပဲ။ဟိုကစူးစမ်းလေးလာပြီးပြီပဲပေါက်ကက်ပီလာကြီးမကြွယ်ဝသေးဘူးပေါ့နော်။ဒါဆိုရင်တော့ဒီနေ့မှာတော့ပေါက်ကက်ပီလာကြီးမကြွယ်ဝသေးတဲ့သူတွေအတွက် additive ငါးလုံးကိုလေ့လာကြမယ်။ဗီဒီယိုကြည့်လိုက်လို့ရှင်ပြီးသွားတာမျိုးမေ့သွားတာမျိုးမဟုတ်ဘဲနဲ့တော့ခုကြံပေးအောင်လို့စောင်းနဲ့ခဏနဲ့ထိုက်ဖက်ကြမယ်ပေါ့နော်။စောင်းနဲ့ပေါ်ပြီးနဲ့အနားပါယူထားကြပါ။ Okay ဒါဆိုရင်တော့စလိုက်ရအောင်။နောက်ဆုံး additive နံပါတ်1က eloquent eloquent e l o q u e n t eloquent Aloha means someone who's really and beautifully. Aloha ဆိုတာကစကားပြောကောင်းသောဆိုတဲ့အဓိပ္ပာယ်တစ်ယောက်ပါတယ်။စကားပြောကောင်းတဲ့သူကို Aloha လို့ပြောလို့ရတယ်။ Hey Jamal, she gave an Aloha speech that moved everyone to tears. သူမကစကားပြောအရင်ကောင်းတာကြောင့်လူရအလုံးအမေရောင်းဝဲသွားတယ်တဲ့။လူမျိုးစကားပြောကောင်းတဲ့သူကို Aloha ဆိုပြီးတော့ပြောလို့ရပါတယ်။ဟုတ်ပြီ။ဒုတိယမြောက်တစ်လုံးကတော့ Meticulous meticulous m e t i c u o u s meticulous meticulous means extremely careful with details meticulous ဆိုတာကကြတော့အသေးစိတ်ကိုအစားလိုက်လုပ်တတ်တဲ့သူပေါ့နော်အသေးစိတ်ကြားတဲ့သူမျိုးကို meticulous လို့ပြောလို့ရတယ် example he is meticulous about his notes every page is color coded သူကသူ့ရဲ့ note တွေနဲ့ပတ်သက်ပြီးတော့အရင်အသေးစိတ်ကြားတယ်ဒီမှာကြည့် page တွေအကုန်လုံးက color coded လေးနဲ့ highlight လေးနဲ့တိကျရေးထားတာပဲ မတီးတူလတ်ဖြစ်တဲ့သူဆိုလို့ရှိရင် good ကောင်းတဲ့တစ်ဖက်မှာလည်းကောင်းတယ်ပေါ့နော်တခြားအကျိုင်းအသေးစိတ်ဖြစ်လို့ရင်ကြတော့လည်းပဲအချိန်ကုန်တာတော့မကောင်းတာမျိုးတော့ရှိတယ်တတိယမြောက်စလောက pip pigeon p i p o t a n pip pigeon သူကတန်ထက်က p i p o t ဆိုပေမဲ့ pip ဆိုပြီးတော့တန်ထွာတဲ့ pip pigeon pip pigeon means something very important like a turning point ပြောကြတဲ့အသေးပဲကအရေးအကြီးကြီးရဟာမျိုးပေါ့ဥပွားရဲ့အပြောင်းလဲပုံစံမျိုးကိုပြပြပြောလို့ပြောလို့ရတယ်။ဒီမှာလို့ပြောမယ်ဆိုရင်တော့အချက်အချာကြတော့ဘောနော် ော့ example sentence က this moment is pivotal for your success this moment is pivotal for your success အာဒီအဖြစ်ပြလေးရပါတော့ဒီအဖြစ်ပြလေးရမင်းအာမီမှုတွေအရောက်အရေးကြီးရယ် maybe ဟိုက interview ဖြစ်ရအချိန်ပေါ့ဒါမှမဟုတ်ဒီစာစာလုပ်တဲ့အချိန်မျိုးဆိုလို့ရှိရင် this moment is pivotal for my success အဲဒီအဖြစ်ပြလေးကြောင့်မလို့ငါကအောင်မြင်သွားတာအဲဒါကြောင့်မလို့ဒီအဖြစ်ပြလေးရငါ့အာမီမှုတွေအရန်ကြီးပါတယ်နောက်ထပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ အချက်ချာကြတဲ့ဆုံးဖြတ်ချက်တို့ကတော့လုံးတော့မယ်ဆိုရင် pivotal decision I'm going to make a pivotal decision ဒါကအချက်ချာကြတဲ့ decision တစ်ခုကိုဆုံးဖြတ်ချက်တစ်ခုလုံးတော့ပါဒီလို pivotal ဆိုတဲ့စလုံးလေးကိုတုံးလို့ရပါတယ်။နောက်ထပ်စလုံးလေးတစ်လုံးကတော့ impeccable 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 means perfect or flawless ။ဒီအနာစာကတော့လုံးဝပြောစရာအောင်မရှိအောင်ကိုပြည့်ပြည့်စုံစုံဆိုလို့ရှိရင် impeccable လို့ပြောလို့ရပါတယ်။ တယောက်ကအဲငားရဲ့ဒီငားရဲ့အဆေးကဘယ်လိုလဲငားရဲ့စားလေးကိုကြည့်ပြပါအောင်ဆိုတော့ကိုကပြည့်ပြုံနေဆိုရင် perfect ဆိုပြီးတော့ပြောလိုက်တာဖြတ်ကို impeccable ဆိုတဲ့စလုံးလေးကိုပြောလို့ရတယ် example sentence အနေနဲ့ဆိုရင် her english pronunciation is impeccable her english pronunciation is impeccable ဒီရဲ့ english စာအတန်းတော့ကလုံးဝ perfect တယ်ပြည့်စုံတယ်ပြောစရာလုံးဝမရှိဘူးပြောစရာမရှိလားကိုအပြစ်နာဆောင်ခြင်းနောက်ဆုံးစလုံးလေးကတော့ resilient 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 mean very strong able to recover from difficulties resilience ဆိုတာကအရင်တန်မာပြီးရောမှာပေါ့နော်ဘလူးဝဲဖြစ်ဖြစ်ဒူးပေးတန်ပေးခံနိုင်တဲ့သူမျိုးပေါ့ဆိုတော့ငါတို့ကစူးစမ်းနေတဲ့ဒူတိုင်းကို resilient ဖြစ်ရမယ်ဆိုပြီးတော့မှာပြောလို့ရှိရပေါ့နော် resilient ကရန်ကိုအရေးကြီးရဲ့အာ skill တခုလို့ပြောရင်တော့မမှားဘူး resilient ဖြစ်တဲ့လူဆိုလို့ရှိရင်ဘလူးအခက်ခဲပဲလာလာမမူတော့ဘူးဘလိုမျိုးပဲဖြစ်ဖြစ်သူကရအောင်ကြိုးစားပြီးတော့တိုက်ထုတ်နိုင်တဲ့သူကို resilient ဖြစ်တယ်လို့ပြောလို့ရတယ် အဲဆမ်းမနေနဲ့ဆိုရင် you are resilient look how far you have come မင်းအရင်ကတူပေးတာပဲခနိုင်တာပဲကြည့်လိုက်မင်းဒီချီတောင်ရောက်ခဲ့ပြီဒီလေဒါမျိုးလေးပြောလို့ရအောင်ဘောနော်ဟုတ်ပါပြီဒါဆိုရင်တော့အခုစလုံးအစ်တလေး၅လုံးကိုတီးသွားပြီလို့ထင်ပါတယ်ပြန်ပြောကြည့်အောင် eloquent eloquent စကားပြောကောင်းသော meticulous meticulous အသေးစိတ်ကြသောကြကြလက်ကြလုပ်တတ်သော pivotal pivotal အချက်အချာဖြစ်သော impeccable impeccable ဇင်းလုံးလျှောဖြစ်သောပြောစရာမရှိသော resilient resilient ဒီပေးတံပေးခံတော့ဟုတ်ပြီဒါဆိုလို့ရှင်တော့အခုဒီကျေတို့ popular salon အထက်ငါးခုကိုရရသွားပြီလို့ထင်ပါတယ်ဒီလိုအစမှာပြောခဲ့လို့ပဲဒီ salon လေးတွေကိုကိုယ့်ရဲ့နှုတ်ဖို့ထဲမှာဒီလိုမျိုးတခြားလေး live မှာထားလိုက်မယ်လို့ထင်ပါတယ်ဟုတ်ဆိုရင်ငါတို့ exercise လေး live လိုက်လို့ကြည့်အောင်လေ့ကျင့်ခန်းအနေနဲ့အခုပြောလိုက်တဲ့ salon ငါးလုံးပေါ့နော်ကိုကိုကကိုစူးစမ်းပြီးတော့မှ exam sentence လေးတွေကြည့်ပါကိုကကိုစူးစမ်းပြီးတော့ဥပမာစာတောင်းလေးကြည့်ပြီးတော့မှ comment box မှာရေးခဲ့လို့ရပါတယ် Okay ဒါဆိုရင်တော့နောက်ထပ် video ကြီးမှာပြန်လည်တွေ့ကြပါမယ်။ See you in my next video. Bye bye.